ကမ္ဘာနိုင်ငံအများစုမှာအလုတ်တက်ရက်ကိုတပတ်9ရက်သတ်မှတ်ကြပြီးအလုတ်ချိန်ကိုလည်းတနေ့7နာရီဖြစ်နေသတ်မှတ်ထားကြပါတယ်။နိုင်ငံအများစုကတော့ဒီလိုအလုတ်ချိန်များမှာတိုးတက်မှာလို့ယုံကြည်ထားကြရပဲဖြစ်ပါတယ်။ဒါပေမဲ့တချို့နိုင်ငံအနည်းစုမှာတော့တခြားနိုင်ငံတွေကသတ်မှတ်ထားတဲ့အလုတ်ချိန်ထက်ပိုနည်းတဲ့အလုတ်ချိန်တွေကိုပဲလုံးကြရလိမ့်ရှိပြီးဒီနိုင်ငံတွေကပိုမိုတိုးတက်နေတာကိုလည်းတွေ့ရပါတယ်။ ဒီနေ့ဗီဒီယိုလေးထဲမှာတော့တခြားနိုင်ငံတွေထက်အလုံချိန်ပိုနည်းပေမဲ့ပိုပြီးတော့တိုးတက်ကြတဲ့နိုင်ငံတွေအကြောင်းတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ဒါကြောင့်ဘယ်နိုင်ငံတွေကအလုံချိန်နည်းနည်းပဲလုပ်ရပြီးဘာကြောင့်တိုးတက်နေလဲဆိုတာကိုသိရဖို့ဗီဒီယိုလေးကိုကြည့်လိုက်ရအောင်နော်။နံပါတ်1 France ပြင်သစ်နိုင်ငံကတော့အလုံနဲ့ဘဝဟန်ချက်ညီတဲ့ရင်ကျေးမှုကြောင့်နာမည်ကြီးတဲ့နိုင်ငံတစ်နိုင်ငံပဲဖြစ်ပါတယ်။ 2009နှစ်မှာတော့ပြင်သစ်အစိုးရကပုံမှန်အလုပ်ချိန်အနေနဲ့တပတ်ကို35နာရီအထိပဲလုပ်ဖို့ဥပဒေတရက်ကိုအတည်ပြုခဲ့ပါတယ်။နောက်ပိုင်းမှာတော့တခြားနိုင်ငံတွေကလည်းဒီဥပဒေကိုပြဋ္ဌာန်းခဲ့ကြပေမဲ့ပြင်သစ်နိုင်ငံကတော့ဒီဥပဒေကိုအကောင့်ထည့်ဖော်ခဲ့တဲ့ပထမဆုံးစီးပွားရေးနိုင်ငံတစ်ခုပဲဖြစ်ပါတယ်။ ဒီလိုဥပဒေပြထမ်းရတဲ့ရည်ရွယ်ချက်ကတော့အလုတ်အကင်ပိုရရှိရေးနဲ့လူနေမှုဘဝကိုမြင့်တင်ပေးတဲ့အလုတ်ကင်တွေကိုပုံမဖန်တီးပေးနိုင်ရည်တွေအတွက်ပဲဖြစ်ပါတယ်။ဝန်ထမ်းတွေအနေနဲ့နိုင်အနှဲငယ်ပဲအလုတ်လုပ်ရလေလေမိသားစုနဲ့ကုံဆုံးဖို့အချိန်ဝါသနာကိုလိုက်စားဖို့အချိန်နဲ့အားပြန်ဖြည့်ဖို့အချိန်ကိုပိုရနိုင်မှာဖြစ်လို့ပါပဲ။အော်ကြာကောင်းတာကတော့ကုံထုတ်စွာအကြစင်းမသွားပဲနဲ့ပုံမမြင်မလာတာပဲဖြစ်ပါတယ်။ ပြင်သစ်လုံသမားတွေကလည်းအလုံးနဲ့ဘဝဟန်ချက်ညီပြီးပိုမိုပျော်ရွှင်ရတဲ့အပြင်ဥရောပမှာဆိုရင်လည်းအမျက်အစွန်းရှိဆုံးအလုံသမားတွေထဲမှာပါဝင်ကြပါတယ်။နံပါတ်2အိုင်စလန်အိုင်စလန်မှာဆိုလို့ရှိရင်လည်း2015ခုနှစ်မှာ စီးပွားရေးကဏ္ဍအသီးသီးအအလုံသမားပေါင်း2500ခန့်ပါဝင်တဲ့၄ရက်တာအကြီးစားစမ်းသပ်မှုတစ်ခုကိုပြုလုပ်ခဲ့ပါဗျ။ ဒီစမ်းသပ်မှုကအလွန်အောင်မြင်ခဲ့ပြီးတော့အဲ့ဒီအချိန်ကနေစပြီးအလုံးချိန်လေးကိုအမြဲတမ်း short ချပေးခဲ့ပါတယ်။ဒီလို short ချပေးခဲ့တဲ့ရလတ်တွေကတော့အလုံးသမားတွေအနေနဲ့အလုံးနဲ့ကိုယ်ရေးကိုယ်တာဘဝနှစ်ခုလုံးအတွက်အားရင်နေပုံမိုရရှိတာကြောင့်စိတ်ဖိစီးမှုတွေလည်းပိုနည်းလာတယ်လို့ပြောကြပါတယ်။ဒီစမ်းသပ်မှုမှာ ကုံထုပ်စွမ်းအားကတော့အရင်နဲ့အတူတူပဲဖြစ်ပေမဲ့တချို့ကိစ္စတွေကတော့တိုးတက်လာတာကိုတွေ့ရပါတယ်။ ဒါအပြင်အိုင်စလန်ကသူတို့ရဲ့စီးပွားရေးကိုအရှိန်မြှင့်တင်ဖို့အတွက်ကျွမ်းကျင်လုပ်သားတွေပေါ်မှာမှီခိုနေရတာဖြစ်တာကြောင့်ဝန်ထမ်းတွေရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေကိုဦးစားပေးခဲ့တာပဲဖြစ်ပါတယ်။နံပါတ်3နယ်သာလန်နယ်သာလန်နိုင်ငံကတော့ဥရောပမှာဆိုရင်အလုံးရတဲ့တပတ်အတူဆုံးနိုင်ငံ နေတဲ့အတစ်ခုဖြစ်ပါတယ်။ တရဝင်အလုံးရက်တတပတ်ကတော့နိုင်40ဖြစ်ပေမဲ့ dash လူမျိုးအများစုကတော့အချိန်ပိုင်းအလုပ်တွေကိုလုပ်ကြပြီးတော့တပတ်မှာနိုင်30ထက်နည်းတဲ့အလုပ်တွေကိုရွေးချယ်လုပ်ကြရပဲဖြစ်ပါတယ်။လက်တွေ့မှာလည်းနယ်သာလန်နိုင်ငံကတခြားနိုင်ငံအများစုထက်အလုပ်ချိန်နည်းပေမဲ့အကောင်းမွန်ဆုံးနိုင်ငံတစ်နိုင်ငံအဖြစ်နဲ့ရပ်တည်နေသေးပဲဖြစ်ပါတယ်။ dash အလုံးယဉ်ကျေးမှုတွေကလည်းအလုံးချိန်ထက်အလုံးလုံးရာမှာထိရောက်မှုအပေါ်ကိုပိုအာရုံစိုက်ကြပြီးတော့စီးပွားရေးလုပ်ငန်းအများစုကလည်းအလွယ်တကူပြုပြင်ပြောင်းလဲနိုင်တဲ့အလုံးချိန်တွေကိုပံ့ပိုးပေးကြပါတယ်။ဒါကြောင့် Netherlands အလုံသမားတွေကအလုံချိန်အတွင်းမှာအလုံအာယုံစိုက်နိုင်ကြပြီးအားလက်ချိန်တွေမှာလည်းပိုကောင်းမွန်တဲ့ဘဝအရေးအတွေးကိုခံစားနိုင်တာကြောင့် Netherlands ကအလုံသမားတွေကအလုံပိုလုံနိုင်ကြရပဲဖြစ်ပါတယ်။နံပါတ်၄ Germany ဂျာမနီနိုင်ငံကတော့အလုံးနဲ့ဘဝဟန်ချက်ညီမှုကိုအလွန်တန်ဖိုးထားတဲ့နိုင်ငံတစ်ခုပဲဖြစ်ပါတယ်။ဂျာမနီနိုင်ငံမှာတော့ပြည်မြအလုံးရတတ်တပတ်က35နာရီကနေ40နာရီခန့်ဖြစ်ပြီးတော့အလုံးချိန်နဲ့အားလက်ရက်ကိုလည်းမျှတအောင်ပေးထားတဲ့နိုင်ငံတစ်ခုပဲဖြစ်ပါတယ်။ဒါကြောင့်လေဂျာမန်အလုံသမားတွေကစွမ်းဆောင်ရည်ပုံမမြင်မှားကြပြီးနိုင်ငံရဲ့ထုတ်ကုန်စွမ်းအားလည်းပုံပုံမြင်မှားလာပဲဖြစ်ပါတယ်။ ဂျာမန်လုံသမားတွေကို pay leave အနေနဲ့ရက်20ခန့်အားလက်ရက်တွေပေးထားတာဖြစ်ပြီးအခြားအားလက်ချိန်တွေလည်းအများအပြားပေးထားတာပဲဖြစ်ပါတယ်။အခုပြပြပေးခဲ့တဲ့အကြောင်းအရာလေးတွေကတော့အလုပ်ချိန်နည်းပေမဲ့တိုးတက်မြဲတိုးတက်နေကြတဲ့နိုင်ငံတွေအကြောင်းပဲဖြစ်ပါတယ်။ဒီလိုဘ ഹു တုဒရရစရာအကြောင်းအရာလေးတွေကိုအမြဲမပြတ်တင်ဆက်ပေးသွားမှာဖြစ်လို့ channel လေးကို like